ကျွန်တော်ကညာစီရောအားလုံးပဲမင်္ဂလာပါရှင် PKMW page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ့နော်ကျမတို့ပထမအပိုင်းမှာပေါ့နော်ဒီကိုရီးယားဘာသာအခြေခံပထမအပိုင်းမှာအဲကျမတို့ကဂျီမာပါတယ်ပေါ့နော်ကိုရီးယားဘာသာ B အခရာလေးတွေရဲ့အဲဒီ mix up ပေါ့နော်ဘယ်လိုမျိုးပေါ်လာရတယ်ဒါလေးနဲ့ပတ်သက်ပြီးကျမတို့အတူတူပြောပြီးသွားပြီးဒီဗီဒီယိုမှာကျမတို့လေးလုံးပဲလေ့လာမယ် တော့အခုမြင်နေရတဲ့ဒီဟာလေးပေါ့အဲ့ဒီလေးလုံးလေးကိုပဲလေ့လာมาဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒါက part 2 video လေးဖြစ်ပါတယ်အကျွန်မကဒီမှာလေးလုံးကိုပဲရေးပုံရေးနည်းနဲ့တကွအတန်ထွက်လေးကိုပါတရားလေးပြောသွားပေးมาဖြစ်ပါတယ်ရှင်အဲ့ဒါဆိုရင်ကျွန်မတို့သင်ခန်းစာလေးကိုစလိုက်မယ်เนาะအရင်ဆုံးပြောပြသားဖြစ်တဲ့အတိုင်းအခြေခံပြီး၁၄လုံးရှိပါတယ်เนาะအခြေခံပြီးက၁၄လုံးရှိပါတယ် နော်အခြေခံပြီးစလေးလုံးကိုကျွန်မတစ်ခါဖြတ်ပေးထားတယ်ခနာဒါရာနည်းနည်းလေးကြည့်ပေးမယ်နော်ဒီရာကျကျလေးဆိုတော့ပြကောင်းတယ်ကနာတာရာမဘာစအာဇာချခတာဖဟ ီလိုမျိုးအဖြတ်လေး၄ဖြတ်နဲ့ကြည့်ကြမှာပေါ့နော်ပထမဦးဆုံးခနာတာရာဆိုတဲ့အဖြတ်လေးကြည့်မျိုးနော်ဒီစားကြည့်မယ်ခနာတာရာနားလေးတစ်ဖြတ်နော်ခနာတာရာဟုတ်ပြီရေပုံရေးနည်းလေးတွေကြည့်ကြမယ်ပထမဦးဆုံးကျမတို့ခခနော်အဲ့တော့ဒါလေးကိုခဆိုပြီးတော့အတန်းဖြတ်ပါတယ် အော်ရေပုံရေနီးလေးကိုလည်းကျွန်မတခါလေးပြထားတယ်ပေါ့နော်အော်ရေပုံရေနီးမပြောခင်မှာကိုရီးယားစာကိုရေးတဲ့အခါမှာဆိုလို့ရှိရင်အမြဲတမ်းဖဲကားနေညာကိုတွားရမယ်အပေါ်ကားနေအောက်ကိုဆွဲရမယ်ဒါလေးကိုတော့မှတ်ထားပေးမယ်ပေါ့နော်ဘေအခရာဘေတရဘေဆွဲဆွဲကျွန်မတို့အမြဲတမ်းဖဲကားနေညာကိုတစ်ချက် sorry ဘဲကနေညာအပေါ်ကနေအောက်ကိုပဲဆွဲရပါမယ်နော်ညာကကိုညာကနေဘဲကိုဆွဲတာအောက်ကနေအပေါ်ကိုဆွဲလို့ရှိရင်ကျမတို့အဲ့ဒါကြီးကမှားပါတယ်နော်မှတ်ထားမယ်ဆိုလို့ရှိရင်ဆက်ပြောပြပါမယ်နော်အမြဲတမ်းအပေါ်ကနေအောက်ကိုဆွဲရမယ်ဘဲကနေညာကိုပဲဆွဲရပါမယ်ရှင်အဲ့တော့ဟုတ်ပြီခါပေါ့ ဟုတ်ပြီခါကဒီလိုပုံလေးဒီမှာကျမရေးပုံရင်းနှီးလေးလေးပြပေးထားတယ်ဒီဟာလေးကတစ်ချက်ဒီအောက်ကတစ်ချက်နှစ်ချက်ပဲဆိုရမလို့နှစ်ချက်ပဲရှိတယ်ပြန်ပြပေးမယ်အဲ့တော့ဒီလိုလေးပေါ့နော်ဒီလိုမျိုးလေးတစ်ချက်နှစ်ချက်အများကြီးပဲပေါ့နော်တစ်ချက်နှစ်ချက်ဟောခရမယ် အတချက်နှစ်ချက်ခတချက်နှစ်ချက်ခရမယ်နော်ခဖြစ်ပါတယ်ဒါလေးကနောက်တစ်ခုကကြတော့နအော်ခနဲ့နနဲ့ကကြတော့ကျွန်တော်တို့ဖြောင်းမြန်လေးပေါ့နော် ပုံလေးကဒီနလေးရဆိုလို့ရှိရင်အင်္ဂလိပ်အခရာက l နဲ့တူတယ်ပေါ့နော် l နဲ့တူတယ်နနအတန်ထွက်လေးက na ။အော်သူ့မှာလည်းကျမတို့ဒီမှာနှစ်ချက်ပဲရှိရေပေါ့နော်။ဒီမှာကတစ်ချက်။အော်ဒီဟာကတစ်ချက်နှစ်ချက်ပဲရှိရေ။ဒီပုံရင်းကြီးလေးကျမဆွဲပြပေးမယ်။တစ်ချက်နှစ်ချက်ဒါကနာ။တစ်ချက်နှစ်ချက်နာ။တစ်ချက်နှစ်ချက်နာနောက်ပြီးအော်နောက်တစ်ခုထကြည့်မယ် อ๋อถ้าเลก็จ้ะเนาะจมรุอตันถั่วเลก็ไม่มีล่ะดะดะเนาะญี่ปุ่นยูนีเลก็จ้ะเนาะ2ฉะเป็นရှိရဲ့သူကလည်းဒီမှာပထမဆုံး1ฉะအောက်က1ฉะ2ฉะပဲရှိရေเนาะဒီမှာပြန်ဆွဲပြပြီးမယ်1ฉะ2ฉะဒါကဒะ1ฉะ2ฉะဒะ1 2 3 တစ်ချက်နှစ်ချက်ဒါတစ်ချက်နှစ်ချက်ဒါဟုတ်ပြီနောက်ထပ်တစ်ခုသွားမယ်ဩဒါလေးကကျတော့ဘာလေးနဲ့တူလဲဥလားဥနဲ့ညီမလိုဥညီမလိုရေးတဲ့ဥနဲ့လည်းတူရဲပြောရရမယ်ကျမတို့ဘာနဲ့ပူတဆွန်းအင်္ဂလိပ်အက္ခရာအက္ခရာဖြစ်တယ်နံပါတ် truly နဲ့တူတယ်ပေါ့နော်နံပါတ်2ပုံစံလေးနဲ့တူတယ်ပေါ့ဆင်တယ်ပေါ့အဲရေးတဲ့ပုံလေးကိုကျမတို့ကြည့်နေပေါ့နော်အဲဒီမှာတစ်ချက် ်အာ2ချက်ဒီမှာဒီမှာပြပြီးတာ3ချက်စုစုပေါင်း3ချက်လေးဆွဲပေးရမယ်ပေါ့နော်3ချက်ဆွဲပေးရမယ်ဒါကိုကြောင့်ကျွန်တော်တို့ဘလို့အတန်ထွက်လဲဆိုတော့ကာကြတော့လာလို့ထွက်တဲ့အခါလဲရှိတယ် ra လို့ထွက်တဲ့အခါလဲရှိတယ်ပေါ့နော်အတန်ထွက်တဲ့ချက်နှစ်ဟောင်းကြည့်မယ် ra 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 อืม ra ပြောမယ်ဆိုညီမမဆိုရင် rakhine လို့ခေါ်ရမှာရခိုင်လို့မခေါ်ဘူးเนาะ ရခိုင်လို့ခေါ်တယ်လို့မျိုးပဲရဆိုတဲ့အတန်လေးထွက်ပြရတယ်ပေါ့နော်။သို့တော်ညာတခါတလေမှာလလို့ထွက်တဲ့အခါမျိုးလည်းရှိတယ်ပေါ့နော်။ဒါလေးကိုမှတ်ထားမယ်။အတန်နှမျိုးလေးရှိတယ်ပေါ့နော်။ရလို့လည်းခေါ်လို့ရတယ်လို့လလို့လည်းခေါ်လို့ရပါတယ်ပေါ့နော်။ရေးပုံလေးကျမတေချာလေးပြန်ပြပေးပါမယ်ရှင်။ဖြစ်တော့ wait အဲ့သုံးချက်ပေါ့နော်ပထမဦးဆုံးဒီလိုလေးကတစ်ချက်နှစ်ချက်သုံးချက်စမဒီမာလေးဟိုမောက်စ်နဲ့ဆွဲတော့တိတ်မညီပင်မဲပေါ့နော်အဲဒါပြင်မဲလဲပေါ့နားလည်ပြကြပါပေါ့နော်တစ်ချက်ဒီလိုလေးသွားမယ်နောက်ကျမတို့အပေါ်ကနေအောက်ကိုပဲဆွဲရနော်ဒီမှာလဲဘဲကနေညာကိုပဲဆွဲတယ်နှစ်ချက်လို့ရှိရင်ဩဒါလေးကလည်းဘဲကနေညာကိုဆွဲတယ်သုံးချက်ဒါက ရလာနော်ရလို့လည်းထွက်တယ်လာလို့လည်းထွက်တယ်တစ်ချက်နှစ်ချက်သုံးချက်음ရလာဆက်ဆက်ပြအောင်မယ်တစ်ချက်နှစ်ချက်သုံးချက်အော်ဒါဆိုရင်ရလာအော်ကျမတို့ဒီ14လုံးပါဗောနော်အခြေခံဒီ 14လုံးမှာ4လုံးပြီးသွားပါပြီ။အဲ့တော့ကြည့်မယ်ပေါ့နော်ဒီ4လုံးကိုပြန်ကြည့်မယ်တစ်ချက်။အဲ့တော့ခဟမ်ခနထရခနထရ 다가 a c 간 e g a 아 d i e 모 o 디 l 봉 l o 소일 o 가, 나, 자, 어, 라, 어, 다가 b o 레 o 가나 다라 ဆိုလို့ရှိရင်အခြေခံပြီး၁၄လုံးမှာ၄လုံးကိုအတူတူလေ့လာပြီးသွားပြီဖြစ်တယ်ပေါ့နော်။အဲနောက်တစ်ပတ်မှာဆိုလို့ရှိရင်တော့ကျမတို့အောက်ကပြီးလေးတွေကိုနည်းနည်းချင်းစီလေ့လာပါမယ်နော်။ဟုတ်ပြီ။အဲဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုကိုဒီတော့ပေးပေါ့နော်။အဲတော့ဗီဒီယိုလေးကလေ့လာရတာအဆင်ပြေတယ်ဆိုလို့ရှိရင် comment လေးမှာပေါ့နော်။အော်အဆင်ပြေကြောင်းလေးပြောပြပေးမယ်ဆိုရင်ဒီချေလေးတင်ပြရတာက PP ဖြစ်တာပေါ့နော်။အာ မညာဌာနဆိုပေမဲ့လည်းပေါ့ဒီချေတင်နန်းမှာဒီချေတင်တဲ့အတိုင်းပဲမချိုးမချင်မချွေးမချိုးမချံပဲနေပေါ့နော်အဲတင် जा ပေးတာဖြစ်တယ်ပေါ့အဲ့တော့ဒီဟာလေးကိုဒီချေတင် जा ပေးတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အเจ้าတောင်းသားတွေအကျိုးရှိတယ်အကင်းများဒီချေမှားသွားတာရှိတယ်ဆိုလို့ရှိရင်လည်းဒီချေဒါလေးကတော့တမျိုးပဲဒီချေဒါကဒီလိုမဟုတ်ဘူးလားအော်ဒါမှမဟုတ်ရှင်ချေဒီဟာလေးတော့တိတ်နာမလဲဘူးဆိုပြီးတော့ မေးလို့ရတယ်ပေါ့နော်ကျတော့ comment box လေးမှာတကယ်ကတော့တောင်းသားလေးတွေလေ့လာလို့ရှိရင်ချေပဲ PDF ဖြစ်တာပေါ့နော်ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုဒီမှာပဲရက်လိုက်မယ်နောက်တနေ့မှာနောက်လည်းပတ်3လေးနဲ့ပေါ့ချေလို့ဆက်လာမယ်เนาะအဲ့ဆိုလို့ရှိရင်အဲဒီနေ့ဒီလောက်ပါပဲเนาะ